ားများတယ် spider mite pipeline တွေကိုဘယ်လိုမျိုးကာဝယ်မလဲဘယ်လိုမျိုးဆေးတွေတုံးပြီးတော့ပို့ကြမလဲဆိုတာလေးကို share လုပ်ပေးတော့ဖြစ်ပါတယ် spider mite ကကျွန်တော်တို့ကနေပြအပြင်မှာတွေ့ရများတယ်ပိုဖြစ်ပါတယ်ကောင်ကပူရင်း6ခြေရဲ့သဝင်းကျင်နဲ့ရာသီဥမှာတွေ့များပြီးရွယ်စားကလည်း1မီလီမီတာထက်သေးတာကြောင့်တို့အပေါ်ရန်တမန်မျက်စိနဲ့မြင်နိုင်ကိုခဲရင်ပါတယ်။အမဲစပိုင်ဒါမိုက်ဆိုတဲ့အတိုင်းကောင်ရည်အတွက်များပြီးအရွက်ပေါ်မှာ ဟိုကပျော့တုံးမဟုတ်အဖြူရောအဆက်အပြောက်လေးတွေနဲ့အရောတည်းကူးတွေဟာဘူးချီဆိုအမြင်လေးတွေဖြည့်ပြီးဆိုရင်တော့ spider mite ကြာနေအောင်ကျွန်တော်သိနိုင်ပါတယ် spider mite ဆိုတဲ့အတိုင်းအမြင်တွေထုတ်တတ်ပြီးရွာအောက်မှာတွေ့ရပါတယ်အပင်ကအရေးတွေကိုထုတ်ရောအပင်ရဲ့ကျန်းမာရေးကိုထိခိုက်စေပါတယ် spider mite ရံကနေကာဝယ်ဖို့ဆိုရင်တော့ကျွန်တော်တို့ပင်တွေကိုကျန်းမာတယ်ဆိုရင်အရင်ဆိုင်တော့ဖြစ်ပြီးဆိုင်ပြိုးတဲ့အနီးနားပတ်ဝန်းကျင်ဘဝိုက်ကိုလည်းကျွန်တော်တက်ရှင်းအောင်ထားပါမယ်။ဘာဝက တ်တက်စီအနေနဲ့ဆိုရင်တော့ SSG site တဲ့ဆုပ်ပေါ့နော်ဒီကိုတက်တဲ့ဆက်ပြာစီတို့မဟုတ်တမာစီကိုအသုံးပြုလို့ရပါတယ်ကာွယ်ဖို့ဆိုရင်ကျွန်တော်တို့တစ်ပတ်တစ်ချိန်လောက်ဖြန်းပြီးရုံနဲ့လုံလောက်ပြီးကိုကြနေတဲ့အချိန်ဆိုရင်ကိုကြတဲ့ပမာဏပေါ်မူတည်ပြီး၃ရက်တစ်ချိန်လောက်ဖြန်းပြီးကိုဆိုပါတယ် တော့ဘူးသက်စင်းနဲ့မနိုင်တော့တဲ့အခြေအနေမျိုးဆိုရင်တော့ကျွန်တော် spider mite လို့ပိုးမွားရေးအတွက်ဒီတန်ထုတ်ထားတယ်ဒီ fiber ကိုစီးမိုက်လို့မျိုးဒီကိုတုံးပေးဖို့လိုပါတယ်ဒါပေမဲ့တဘာဝဘူးသက်စင်းမဟုတ်တိုင်းတော့ကျွန်တော်တို့အခုကြည့်တဲ့အချိန်နဲ့ဒီချိန်တိုင်းကနေရှင်နေနေမှာအလုံးမပြတ်တဲ့မဲ့ဖြန်းတဲ့အခါမှာလည်းကျွန်တော်တို့လက်အိမ်ပဲစားတဲ့အကောက်ပဲပြည့်စည်တဲ့အုံပြူပြီးတော့ထုတ်လုပ်သူမျိုးကြားထားတဲ့အစိုးစားတိုင်းအုံပြူပြရပါမယ်